င်းဘလို့အကြောင်းအရာကြောင့်ပြောင်းနေဆိုတော့ခုနကကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့အနုပညာသမားတွေကအာတကယ်တမ်းတော့ခင်မင်မှုကိုဦးစားပေးကြတယ်အဲတယောက်နဲ့တယောက်ခင်မင်လို့ရှိရင်တချို့အရာတွေကိုမိပြစ်လိုက်ကြတာပေါ့နော်အယုံယုံကြည်ကြည်နဲ့အဲသူကကျွန်တော်ပြောလာတဲ့အတွက်ကျွန်တော်အခုလိုမျိုးလည်းဖြစ်တာပါအဓိကကတော့အနုပညာသမားဆိုတာကိုယ့်ပေါ်ယုံကြည်ရဲ့အဲ့အတွက်ပုံပေးဖို့မလေးပါဘူးอ๋อดีซักก็จน ထုတ်လို့ရပူနာတာပေါ့ပြမှာတော့ကန်တပလက်မှာပြမှာညဆိုတဲ့ဇာလံတွေလေးပါအာအမြဲတမ်းလို့လို့ live ပေါ်မှာကျွန်တော်တင်ရင်လည်းညလို့တင်တဲ့တလုံးနဲ့တောင်မှပဲအလွယ်လွယ်ချော့ချော့အာလာလာပြီးတော့မင်းနေရသူရှိပါသေးတယ်အဲ့တော့ဇက္ကနံမြညတလုံးနဲ့မြဖေးရဲ့အကြောင်းပေါ့နော်လူတွေရဲ့ဒေါသမောဟရှိတဲ့လူတွေရဲ့ဇက်သိမ်းကဘလိုမျိုးလဲဆိုတဲ့ပြီးတဲ့မဆိတ်ပြီးတဲ့ညဆိုတဲ့ဇာလံတွေလေးပါ ကျွန်တော်ကိုဒီမှာတွေ့ရမယ့် character ဟာကျွန်တော်ဟိုးငငယ်ရဲ့တိုင်းအခုချိန်ထိရိုက်လာတဲ့ character နဲ့မတူသော character တစ်ခုပေါ့အခုဆိုရင်ကျွန်တော်ဓာတ်ပုံလေးတွေကျွန်တော်တင်တယ်လေအဲ့ဒီတိုင်းတချို့ပိတ်သက်ဆိုသိရကျွန်တော်မရိုက်ခုတဲ့ character တစ်ခုကိုရိုက်နေတယ်ဆိုတာတေးုံမဆောင်ခုတဲ့ character နဲ့ဒီမြဇာလန်တွေမှာရမအောင်ဆိုတဲ့နေရာနဲ့ပေါင်ရင်သိဆောင်တာပါတယ်အဲဒီစကားကိုအဓိကရိုက်ဖြစ်တာကတော့ဘူနာစာ producer ပေါ့နော်သူနဲ့ကျွန်တော်เนี่ย လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတိုင်းရင်းနေတယ်ပြီးတော့သူတို့တွေစာရိုက်တော့ action နဲ့စာရိုက်တယ်ပြီးတော့အများကြီးကျွန်တော်ပူပေါင်းပြီးတော့အတူတူလုပ်ခဲ့ပူကြတယ်အဲ့တော့အတိုင်းကျွန်တော်သူနဲ့တွဲပြီးတော့ကျွန်တော်တေးဥဆောင်နေတယ်မပါဝင်ပြစ်ခဲ့ဘူးမရိုက်ခဲ့ဘူးပေါ့အခုဒီရှေ့မှာလည်းသူအများကြီးကျွန်တော်ကိုဟိုရိုက်ဖို့ဟောပါပြောတဲ့အချိန်မှာအာဒီကားကိုပထမဆုံးကျွန်တော်ဇက်ဖတ်ကြည့်လိုက်တာပေါ့နော်ဖတ်ကြည့်လိုက်တော့ဒီဇက်ကကျွန်တော်နဲ့တခါမှမရိုက်ဘူးတဲ့ဇလန်းလေးဖြစ်လို့ကျွန်တော်လက်ခံပြီးတော့ ရိုက်ဖြစ်တာအဲအဲ့ရနေမှအာဒီဒရိုက်တာလည်းကျွန်တော်မရိုက်ဘူးအဲနောက်ကန်နဘလက်မှာလည်းကျွန်တော်ကတကားမှမရှိဘူးအဲ့အတွက်အဲ့၃ချက်နဲ့ကျွန်တော်ဒီဇိုင်းလန်လေးကိုဟိုရိုက်ဖြစ်တာပေါ့နော်အာပရိုဂျူဆာအခုနာသာအကြောင်းရယ်ပြီးရင်ဒရိုက်တာလည်းထွတ်တင်ထွက်ကသူရိုက်တဲ့ကားတွေကအရင်ကောင်းတယ်သူကားတွေကျွန်တော်ကြည့်ဖြစ်တယ်အဲ့တော့သူနဲ့လည်းရိုက်ဖို့ရှင်တယ်ပြီးတော့ကျွန်တော်ဇာကကန်နဘလက်မှာရှိတယ်ကျွန်တော်ပိတ်သက်တွေကြည့်ခြင်းနဲ့ကန်နဘလက်ကိုကြည့်နေတယ်ကျွန်တော်ပိတ်သက်တွေအတွက်လည်းကျွန်တော်ထပ်ပြီးတော့ channel တစ်ခုမှကျွန်တော်ဇာတ်လမ်းကြီးရှိစေချင်လို့ကျွန်တော်ထည့်ရတာပါကျွန်တော်အပြင် producer တွေနဲ့အဲမရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဆိုတော့လေအဲကျွန်တော်ကကို့ channel ပေါ့ကျွန်တော်ဒီ제တော် YouTube channel အတွက်ပဲကျွန်တော်ကရိုက်နေတာများတယ်ပြီးရက်ကလည်းအဲတခါတလေကို့စီမှာကြာလဲကို့ကိုမိခိုနေတဲ့အဲကျွန်တော်လူတွေရှိတယ်လေဒါပေမဲ့သူတို့အတွက်လည်းကျွန်တော်ကတန်ခဲ့ရသေးတယ်ကျွန်တော်တို့တွေအဲဘလုံးမရိုက်ကူးရေးတွေလုပ်လို့မရတဲ့အချိန်ကာလတိုင်းကျွန်တော်နဲ့လက်တွဲပြီးနေနေတဲ့လူတွေအတွက်ကိုလည်းကျွန်တော်ငဲ့တယ် အဲ့တော့လဲကျွန်တော်အပြင်ကိုထွက်မြေဖြစ်တာပြီးတော့တချို့ဇလန်းတွေကြတော့လဲအဲကျွန်တော်နဲ့အဲတိတ်ပြီးတော့အဟာစာတာမဖြစ်ဘူးထင်တယ်မရဖြစ်တာအဲနောက်တစ်ခုကတော့ထုတ်လို့ရရလဲအဲတိတ်ပြီးတော့ကျွန်တော်မကြိုက်လို့ထင်ပါတယ်မငားကြလို့ပါဒါဖီလီကတော့တော်တော်ဟိုဘယ်လိုပြောရမလဲကျွန်တော်အမြဲတမ်းလှုပ်နေတယ်ဆိုဒရိုက်တာကတော့ကတ်တိုင်းလို့လို့သိရဟုတ်ဆိုကျွန်တော်အမြဲတမ်းစကားပြောရင်လည်းအမြဲတယ်ပြီးရင်အဲထုံးတဲ့တိုင်းမလုပ်လို့စောစောလေးလေးလုပ်တယ် အဲအဲ့အချိန်မှာဒီဇက်ကားမှာအဲ့လိုမျိုးလုပ်လို့မရဘူး။မြမအောင်ဆိုတဲ့ character ကိုမမိမိအောင်ကျွန်တော်တင်ပြပေးတာတော့ဒါ character ထွက်နေပြီပေါ့။သူကကျွန်တော်ကိုတောက်လျှောက်ကတ်တိုင်းလိုလိုရိုက်တိုင်းဟိုနေထူနိုင်အဲကျွန်တော်မြမအောင် character မဝင်ဘူး။အဲမြမအောင်မဖြစ်သွားဘူးဆိုတာမျိုးသူကအမြဲတမ်းအဲကျွန်တော်ကိုတုံတင်ပြီးတော့ပြောပြပေးတဲ့အတွက်အဲဟိုကျေးဇူးတင်တယ်ပေါ့ character ရို့။အဓိကကတော့မြမအောင်ကလောဘမရှိဘူး၊ဒေါသမရှိဘူး၊မောဟမရှိဘူး။အဲပြီးတော့ လူတွေအကုန်လုံးပေါ်ကိုစာနာနားလည်ပြီးတဲ့သူတရားအဲအဲ့လို character မျိုးပေါ့အဲငုံရမယ်ထင်တယ်သူကဒီကားမှကြတော့သူကတော်တော်ဆုံနေပြဟို suspend နေလဲပါတယ်ပြီးတော့အဲ့လိုမျိုးမိမိသားစုဟိုပြဿနာလေးလည်းပါတယ်အဲတော့အာငိုကမဲ့အခန်းလေးလည်းတော်တော်များပါပါကျွန်တော်တော်တော်ငိုထားပါတယ်အဲကျွန်တော်ဒီနှစ်ထဲမှာကျွန်တော်ထွက်မဲ့ကားကတော့တကူးရှင်ဖိုးထင်ဆိုတော့ ဇလန်တွေလေးအဲ့ဇလန်တွေလေးဆိုကျွန်တော်ရမ်းကြိုက်တယ်ဒါပေမဲ့အဲဘယ်ရပြမလဲဆိုတော့ကျွန်တော်မသိသေးဘူးအာအဲ့လို channel တစ်ခုနဲ့တော့ကျွန်တော်ပြောထားတယ်အဲ့ကဆိုရင်လက်ရှိ ဖြစ်ပြနေတဲ့သဘာဝတရားတွေနောက်ဖြစ်ပြနေတဲ့လူတွေရဲ့စိတ်နေစိတ်ထားတွေဟာဘာကြောင့်ဖြစ်ပြနေရလဲဆိုတော့အကြောင်းရင်းနှစ်ပေါင်း300ကျော်ကနေပြီးတော့ခုချိန်ထိအဲသူအခုရှင်ဖြစ်နေရပါတော့အဲအဲ့အကြောင်းလေးကိုကျွန်တော်တို့ရိုက်ထားပါအဲ့ကလေးကဒီ2025မှာ true ကြကြ ထွက်လာမယ်ကားလေးပေါ့အဲ့ဒါပြီးရင်တော့ကျွန်တော်အခု channel 24နဲ့ဒီတရှံပြီးရင်လည်းတိုင်းတမကျွန်တော်လေးလအာကျွန်တော်တို့မိမျိုးမန္တလေးအဲ60ရင်းနှောင်းပေါ့အဲ့နေရာတွေမှာကျွန်တော်တို့သွားရပါပါအဓိကတော့ကျွန်တော်တို့ပိသက်တွေကိုတကယ်ပြတာတဲ့ဟာမူရင်း channel တွေမှာရှိတဲ့စကားတွေကိုပဲအဲကြည့်ရှုအားပေးပါပြီးတော့တကယ်လို့ share မယ်ဆိုရင်လည်းသူများကိုကြည့်သိချင်လို့ share မယ်ဆိုရင်လည်းအဲမူရင်း channel တွေကိုပဲဟို share ပေးပါ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဝူရင်း channel တွေရပဲဒီအမှုပညာရဲ့ကုန်ကြမ်းဈေးတွေထုတ်ကုန်တွေအကုန်လုံးသူတို့က site ထုတ်ထားတာဖြစ်တဲ့အတွက်သူတို့တွေရှင်သန်မှသူတို့ channel တွေဝင်ငွေတွေရနေမှကျွန်တော်တို့တခြားသောအမှုပညာရှင်တွေအကုန်လုံးရဲ့စာဝတ်နေရေးအလုပ်အကိုင်းအခွင့်အလမ်းအများကြီးဆင်ပြေပါပါအဲဒါကြောင့်မလို့ကြည့်ရှုတဲ့ပိတ်သက်တွေအားလုံးဟာကျွန်တော်တို့အမှုပညာသမားတွေကိုတကယ်အားပေးတယ်တကယ်ချစ်ခင်တယ်ဆိုရင်မူရင်း channel တွေမူရင်း ပြသတဲ့နော်ဟို page တို့ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်အခုလိုဟို channel အစစ်တွေဟိုပဲအားပေးစီချင်ပါတယ်ဟုတ်တယ်ပိတ်သက်နေတော့ထူးခြားကြာကျွန်တော်မြင်ရပါပါဒါပေမဲ့လည်းအဲသူတို့တချို့ပိတ်သက်ကြတယ်ကျွန်တော်အလုပ်ပဲမြင်နေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလည်းတစ်ခါတလေကြတော့လည်းအဲဝတ်သားလေးကြွေးလိုက်ဝင်းသားလေးကြွေးလိုက်ပေါ့ဒါကတော့အနုပညာသမားမှာအလောက်ကြီးအဲဒီချိန်မှာတော့ခက်ခဲတယ်ဆိုတဲ့ဟာကကိုမလို့ခုတဲ့ character ကို ဟိုပြင်ဆင်ရတာတော့ပါပဲပြီးတော့ကို့ဘော်တကယ် guideline ပေးနိုင်တဲ့ director နဲ့ရရတာဖြစ်တဲ့အတွက်အဲ့ဒါရတိတ်မခက်ခဲပါဘူးอืมချိပါတယ်ဒီမှာအဲ့လိုပေါ်ပထမတော့ဒီဇက်ကကျွန်တော်တို့ကဟိုပေါ်တဲ့အိမ်ထဲမှာရှိနေညီကိုမောင်နှမတွေအဲလောဘဒေါသမောဟကြောင့်ဖြစ်ခဲ့တဲ့ဇလန်လို့ကျွန်တော်ပြီးခဲ့တဲ့ကရောပဲတော့ဖြေထားတာအခုကျတော့သူတို့အကြောင်းမျိုးမျိုးကြောင့်ဇက်လေးကနည်းနည်းလေးပြောင်းသွားတယ်အဲဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်ကဒီမြဆန်အိမ်ကြီးရဲ့ အဲတူရီတော်သားအာဦးမြကျန်းနေမွေးတဲ့မြမအဲ့ရနေမှာတခြားအသမီးတွေကိုတော်မွေးစားလိုက်တယ်မွေးစားရင်းနဲ့မအဲ့မွေးစားသမီးတွေကနေမှာဒီမြပြည့်ကြီးကိုလို့ချင်တက်မမှုဖြစ်လာတယ်ပေါ့နော်အဲ့လိုလေးတော့အာပြောင်းသွားတာပေါ့อืมဘလို့အကြောင်းအရာကြောင့်ပြောင်းနေဆိုတော့ခုနကကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့အနုပညာသမားတွေကအာတကယ်တမ်းတော့ခင်မင်မှုကိုဦးစားပေးကြတယ်အဲတယောက်နဲ့တယောက်ခင်မင်လို့ရှိရင်တချို့အရာတွေကိုမိပြစ်လိုက်ကြတာပေါ့နော်အာ ့ဒါကြောင့်ဟောလဲဒီစကားကိုရိုက်ဖြစ်တာပေါ့အဓိကတော့အာဒီထုတ်လို့ရေးပုနာစာကအာမနုရာပေါ့သူသူ့ကြောင့်သူနဲ့လဲရင်းနှီးခဲ့တယ်သူကလဲအကိုရဲ့အကိုနဲ့ရိုက်ချင်ပါတယ်ပြည့်ချင်ပါတကယ်ကိုဟိုဘယ်လိုပြောရမလဲတယောက်နဲ့တယောက် respect ထားပြီးတော့ရုံရုံကြည်ကြည်နဲ့အဲသူကကျွန်တော်ပြောလာတဲ့အတွက်ကျွန်တော်အခုလိုမျိုးရိုက်ဖြစ်တာပါအဓိကတော့အတုပညာသမားဆိုတော့ကိုယ့်ပေါ်ယုံကြည်ရဲ့အဲ့အတွက်ပုံပေးဖို့မလေးပါဘူး